မဲဆွယ်စည်းရုံးကာလမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေးအတွက်ပါဝင်ကူညီခဲ့ကြတဲ့ရန်ကုန်တိုင်းဒေသကြီးမြို့နယ်အသီးသီးကစိုက်ကားသမားတွေနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်တို့ဟာလာမယ့်ဒီဇင်ဘာလ26ရက်နေ့မှာတွေ့ဆုံမှာဖြစ်ပါတယ်။မြို့နယ်တိုင်းကစိုက်ကားသမားအကုန်လုံးကိုတွေ့ဆုံဖို့အဆင်မပြေတာကြောင့်တမြို့နယ်ကို၅ဦးလုံးနဲ့မဲနိုင်ရွေးချယ်ခဲ့တယ်လို့တောင်းကလာပါမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါက်တာစောနိုင်ကပြောပါတယ်။အွန်လိုင်းမှာပါဝင်ခဲ့တဲ့အနေရင်လုပ်သားတွေကိုတွေ့ဆုံဖို့ကျွန်တော်တို့က ဟိုအဆင့်နှစ်ဆင့်နဲ့ကျွန်တော်တို့ရွေးချယ်တယ်ပေါ့နော်ပထမတစ်ဆင့်ကရက်ွက်ရက်ွက်မှာရှိတဲ့အနှေးရင်တွေကိုဟိုကျွန်တော်မင်းဆင့်နဲ့ရွေးချယ်တယ်တူတူစီပေါ့နော်ကျွန်တော်တောင်းလာမှာအားလုံးရက်ွက်က73ရက်ွက်ရှိတောင်းတူစီကိုမင်းဆင့်နဲ့ရွေးချယ်တယ်အဲ့ရက်ွက်ကနေပြီးတော့ရွေးချယ်လိုက်တဲ့အနှေးရင်လို့သားတူစီတွေရမှာကျွန်တော်မျိုးနဲ့မှာမင်းဆင့်နဲ့ပေါ့နော်တဲ့ငါးဦးထက်လက်ထက်မှန်ရွေးချယ်တာပေါ့နော်အဲ့ဒါလည်းအားလုံးမင်းဆင့်နဲ့ပဲရွေးချယ်ပါတောင်းကလာပါမျိုးနယ်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေးအတွက်အကူအညီခဲ့ကြတဲ့ စိုက်ကားသမား200ကျော်ခန့်ရှိနေတဲ့အတွက်ရက်ကွက်73ရက်ကွက်မှာတရက်ကွက်တအုံးလုံးကိုလည်းမဲနဲ့ရွေးချယ်ခဲ့ပြီးတွစ်ဆုံပွဲတက်ရောက်မဲ့9ဦးကိုဒီကနေ့မဲနဲ့ရွေးချယ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်ရမ်းပျော်ပါတယ်ကျွန်တော်စနိုင်ရတယ်ဆိုတော့လည်းတော်တော်လေးပျော်တယ်ရင်လည်းခုန်နေတာပေါ့နော်နှိုင်းလိုက်တဲ့ချိန်မှာပေါင်ပဲဖြစ်တဲ့အတွက်ပျော်တယ်ဒီအခုပေါက်တဲ့အတွက်ရောပြီးတော့အမေစုကိုတွေ့ရမဲ့အတွက်ကျွန်တော်အရန်ပူပြောတယ်ပေါ့ဒီလိုလုတ်ပေးတဲ့ဥစ္စာကိုလည်းကျွန်တော်အနေနဲ့အရန်နဲ့ဂုံယူမိပါတယ် မေစုလောက်ပြီးတဲ့ဥစ္စာပေါ့ကျွန်တော်တို့အနည်းရင်လောက်တာအတွက်ပေါ့ကျွန်တော်ပညာရေးအတွက်ပါကျွန်တော်တောင်းဆိုချင်တာပေါ့ဒီနှစ်ခုတော့ကျွန်တော်မီးပြမယ်လို့လည်းကျွန်တော်ကိုကျွန်တော်ထင်တာပေါ့နော်ကျွန်တော်တို့အနည်းရင်လောက်တာဒီအတွက်အဓိကကြားတဲ့အချက်လေးပေါ့ကိုပန်ကိုတခြားဒီစကားမေးရင်ကောင်းလားမကောင်းလားဆိုတော့ကိုပန်ကိုစဉ်းစားပြီးမှမေးမယ်ပြီးရင်ကျွန်တော်ပညာရေးစနစ်ကိုကျွန်တော်နည်းနည်းလေးသိကျင်တဲ့ဥစ္စာလေးကိုကျွန်တော်အမေကိုမေးမယ်ဒါပဲကျွန်တော်အရင်ပြောပါလဲဝမ်းလန်းတာပါလဲဘာဖြစ်လို့လဲဆိုတော့တောင်းကလာပဲတမြုပ်နယ်ရလုံးရအနည်းရင်ကိုစားပြုတ် တက်ရောက်ရမှာဆို ตาเปาะပါလေခုံလဲอยู่ပါကျွန်တော်တို့ရဲ့နှုတ်အားကဝင်ဝင်နဲ့ထောက်ဝင်မမျှကုံစင်းတော့ကျွန်တော်တို့အတိုင်းမမိအဲ့ဒီသူကလောက်သားအားလုံးသူကပေါ့နော်ကျွန်တော်တောင်းဆိုခြင်းလာဟုတ်ကဲ့တောင်းဆိုခွင့်ရခဲ့မယ်ဆိုတော့ကျွန်တော်တောင်းဆိုမှာပါနောက်တက်လာမယ်အစိုးရအစ်တအနေနဲ့တောင်းဆိုချင်တာတော့ကျွန်တော်တို့ဒီအနည်းရင်လုံသားတွေအားလုံးပေါ့နော်တော်တော်လေးစဉ်းစားရဲနဲ့လုတ်ကန်စားကြပါရတယ်ဝင်ဝင်လည်းတကယ်မလုံလောက်ပါဘူးကျန်တာတော့ထွေထူးကဘာမှမပြောဒီအဲ့ဒီကုံစင်းနှုံးလေးတွေပါပဲကုံစင်းနှုံးလေးကြာစင်းဖို့ပါပဲအဲ့ဒါပါပဲ ဒါပြင်မဲမပေါက်ခဲ့တဲ့စိုက်ကားသမားတွေကသူတို့အနေနဲ့တွဲဆုံပွဲကိုတက်ရောက်ခွင့်မရပေမဲ့မဲပေါက်တဲ့သူတွေအတွက်ကျင်းတတ်တယ်လို့ပြောပါတယ်။လွတ်တော့လွတ်ခဲ့တာပေါ့နော်။ပါတော့ပါကျင်တာပေါ့ဒါနဲ့မပါရဲ့တော့လဲဘဝမနေပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကြည်သူတွေအတွက်အကုန်လုံးလုပ်ပေးတာပဲ။ကိုမပါဘဲနဲ့သူတို့ပါတာပြောပါတယ်။ကျွန်တော်မဲတော့မပေါက်ခဲ့ဘူးခင်ဗျ။မဲမပေါက်ခဲ့ပေမဲ့လည်းဒါတောင်းကလောက်ကိုစားပြူ9ရောက်ယူတဲ့နေရာမှာအခုလို့ကျွန်တော်မပါဘဲနဲ့နောက်9ရောက်ပါသွားတဲ့အတွက် အထူးပဲဝမ်းသာပါတယ်ခင်ဗျာတွေ့ဆုံပွဲကိုတော့လာမယ့်ဒီဇင်ဘာလ26ရက်နေ့ရန်ကုန်တိုင်းပဟန်းမြို့နယ်ရွှေကုန်းတိုင်းမှာရှိတဲ့တော်ဝင်နှင်းစီခမ်းမမှာတွေ့ဆုံသွားမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာမာရှယ်တရား